မြန်မာပြည်မှာပေါ့နော်ဟို the most common pathway ကပါလဲဆိုလို့ရှိရင် GED နဲ့ IGCSE ကိုသွားကြရများတယ်။တခြားဟာတွေလည်းရှိတယ်။ OSSD တို့ International Baccalaureate တို့ယူရိုမှာကျောင်းသွားတက်ချင်တယ်။ဂျာမနီလောက်မှာကျောင်းသွားတက်ချင်တယ်။ဒါဆိုလို့ရှိရင် O level နဲ့လုံးဝမရတော့ဘူး။ကျွန်တော် A level အထိကိုသွားရတော့မှာ။အဲ့တော့ အဲဒီတကြံပြီးတဲ့ရပေါ့နော်ဒါချေတို့ဒီ Foundish ကပရမောက်ဆုပ်လုပ်တဲ့ဗီဒီယိုဖြစ်တယ်အဓိကကလေဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာပေါ့နော်ဒီချေတို့ဒီ virtual office ပေါ့ Foundish ရဲ့ virtual office မှာမိဘတွေလာ join ကြတယ်ချေတို့အရှိတေမှာမိဘတွေကအဲ inquiries လာလုပ်တဲ့အခါမှာ IGCSE နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေါ့နော်အကယ်၍ဟိုအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာမိဘတွေအဲပါကောင်းပါနိုင်တယ်ဟာလာနိုင်ငံမှာចောင်းတော့တက်ဖို့စိတ်ဝင်စားတယ်ចောင်းသားចောင်းသူတွေပါနိုင်တယ်လို့ အခုမှအနေနဲ့ပြီးလို့အထက်တန်းပြောင်းမဲ့ចောင်းသားတွေပေါ့ဥမာ73လေးနှစ်အရွယ်လေးတွေပေါ့ဟာလာအဲ့လိုမျိုးပါရဲဆိုလို့ရှိရင်ကိုကဘယ် pathway ပေါ့ဟာလာ study abroad လုပ်ဖို့ပဲဖြစ်ဖြစ်ဟာတော့မဟုတ်ကို professional line တစ်ခုခုကိုသွားရမယ်ဆိုလို့ရှိရင် ကိုမှရှိပြီးသား budget နဲ့ကိုသွားမဲ့နိုင်ငံနဲ့ဟိုကိုကဟိုတေချာစဉ်းစားနိုင်မှုဘာဖြစ်လို့တချို့ကြတော့လမ်းခုလက်မှာရင်ပြတ်ထွက်သွားတာမျိုးတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် IGCSE ကနည်းနည်းလေး cost များနေတယ်မှာပါတယ်အဲ့တော့ကိုရဲ့မိဘတွေအနေနဲ့ကကိုရဲ့ financial background ပေါ်မှာမူတည်ပြီးတော့ကိုရဲ့တာသမီတွေကို option တွေအများကြီးရွေးလို့ရတယ်ဒါပေမဲ့တချို့မိဘတွေကကြတော့အလုပ်တစ်ဖက်နဲ့တော့လကောင်းဟာလား knowledge လေးတွေက limited ဖြစ်တဲ့တော့ဖြစ်တဲ့အတွက်လကောင်းဟိုသူတို့ဘာလုပ်ပေးရမှန်းမသိဘူး တေချာလဲဟိုမတိပဲနဲ့ဟာသားသမီးကသူတို့ရဲ့တငယ်ချင်းတွေက IG ဆက်စီလုပ်လို့တို့ရဲ့တငယ်ချင်းတွေက GD လုပ်လို့ဆိုပြီးတော့ဟာလာဟိုပြောတဲ့အခါမှာမိဘတွေနေလဲဆိုပြီးဆိုပါဖြစ်တယ်အဲ့ဒါတွေအများဆုံးကျမတို့ဒီပညာရေးနယ်ပယ်မှာ consultation လုပ်ပေးလိုက်တဲ့အခါမှာအများဆုံးကြုံတွေ့ရတဲ့ပြဿနာ